ပါမြူတေးရှင်းရဲ့နော်အဲ့တော့အစောပိုင်းတော့သင်ခဲ့သင်ခဲ့ရတယ် multiplication principle ရဲ့ addition principle ရဲ့အဲ့ဒါတွေလည်းပါလို့ဆိုတော့ရောပြီးတော့ counting principle ပေါ့နော် permutation principle ရဲ့ permutation ရဲ့ counting principle တွဲပြီးတော့ဘာလို့ရမလဲတွဲရမယ်ပုံစံအဲ့တော့ counting principle တွေ channel နဲ့ပြန်တော့ကောင် counting principle တွေမှာ addition နဲ့ addition principle ရဲ့ မာတီပလီကေးရှင်းပရင်စပယ်ရဲ့ဆိုပြောစမာတီပလီကေးရှင်းပရင်စပယ်ကမြောက်ဘယ်ခါဒီမှာသုံးမလဲဆိုပုံစံတစ်ပုံလုံးပါအကုန်လုံးဖြစ်မှာဖြစ်မယ်ဆိုလို့ဆိုတာလည်းပါမာတီပလီကေးရှင်းပရင်စပယ်ပုံတော့နော် addition principle ကြတော့ပေါင်းမယ်တစ်ခုမဟုတ်ရေးချက်ရောင်းမယ်ဆိုရင်တော့ addition principle ကိုမလုပ်လို့ဆိုရင်သုံးပါလေရပြန်ပြောပါမယ်နော် multiplication principle ကပုံစံတစ်ပုံလုံးပါ အကုန်လုံးဖြစ်မှာဖြစ်ရမယ်ဆိုလို့ရှိရင် multiplication principle တို့ပြီးတော့ပြောက်ဒါမှမဟုတ်ရေတစ်ခုရွေးချက်လို့ရေနောက်ကနောက်တစ်ခုကိုရွေးချက်တရားဘယ်လိုတော့ဘူးနော်တစ်ခုမဟုတ်တစ်ခုရွေးချက်ရမယ်ဆိုတော့ addition principle ကိုသုံးတယ်အဲ့ဒါဆိုဘာလို့လဲဆိုရင်အဲ့အဲ့တော့ဒီမှာ permutation ဒီကိုကြည့်တက်ချင်တယ်ကျွန်တော်ဖိုက်တာဒီ class ရောအခါတခါနဲ့ပါစာသင်ခန်းတစ်ခန်းနဲ့ပါ has two rows of a c ကြည့်တန်းစီပါသူ c ထိုင်ကုန်ရှင်းလုံးပါလေအတန်းဘယ်နဲ့တန်းရှိတယ်ဆိုတာလေတန်းတန်းစာတင်ကတည်းကမှထိုင်ကုန်ရှင်းလုံးစီပါတယ်အတန်းတန်းချီအဲ့တော့ထိုင်ကုန်ရှင်းလုံးစီပါတယ်အတန်းတန်းဆက်ပြီးဒီလေးဘုံလေးငါ၆ဘုံရှင်းရှင်းတော့ဟာအတန်းဘယ်နဲ့တန်းလဲပြောတယ်တန်းဒီလေးဘုံလေးငါ၆ဘုံရှင်း ိုင်ကိုရှင်းလို့ဒီပါတယ်အတန်းနဲ့တန်းစုတယ်ဘယ်ဟာအတန်းစုလဲចောင်းသားကဘယ်လျောက်ရှိတယ်ဆို10ယောက်ရှိចောင်းသားက10ယောက်ရှိ5 or 4ဆိုအဲ့ဒီ10ယောက်ထဲက9ယောက်ဘူး9ယောက်က1 to 6ထိုင်ကျင်းတယ် in the fat front room shit တန်းမှာပါဖြစ်လဲဆိုရင်ထိုင်ထိုင်ဘောမနဲ့လုံးကြီးတယ်ရှင်းလုံးကြီးတယ် ဘယ်ယောက်ကထိုင်နေတာလဲအရှိသား5ယောက်ကထိုင်5ယောက်ကထိုင်လိုက်1 2 3 4 5ယောက်ထိုင်အဲ့တော့ရှင်းခဲ့ထိုင်ကုန်ပြီဆိုတော့ရှင်းနော်အဲ့တော့5ယောက်ထိုင်လို့ဆိုတော့ဒီကျော်လို့စင်လိုက်တိုင်းပဲထိုင်ပါဘို့ဟုတ်လား5ယောက်ထိုင်လေထိုင်လိုက်မယ် HP ဘာဖြစ်လို့လဲဆိုတော့ဘယ်ယောက်ထိုင်လဲဒီ5ယောက်ဟုတ်တာဟုတ်နော်ဒါ case 1 case 1အဲ့တော့4 1 2 6ဒီရောက်တော့ထိုင်ကြည့် in the back row နောက်တန်းမှာပါလို့ထိုင်တယ်။၄ရောက်တော့ပါလို့ထိုင်တယ်။နောက်တန်းမှာထိုင်။၄ရောက်ကနောက်တန်းမှာထိုင်။၁ရောက်၊၂ရောက်၊၃ရောက်။အဲ့တော့ draw ပါလို့ထိုင်။ရှိတဲ့ခိုင်ပေါ်ရှင်းလို့ဒီ AB ပေါ်၄ရောက်ကပါလို့ထိုင်။နောက်တန်းမှာထိုင်။ဒါမှမဟုတ် and the remaining student ကျန်တဲ့ကျောင်းသားကဆရာကျောင်းသားဘယ်နှယောက်ရှိလဲ10ယောက်10ယောက်ရှိတာပထမနားမှာပထမခုံရှစ်လုံးပါက9ယောက်တိုင်းနဲ့နောက်ခုံရှစ်လုံးပါကဘယ်နှယောက်တိုင်းလဲ2ယောက်တိုင်းလဲဘယ်နှယောက်ဝင်လဲ10ယောက်ဟုတ် The remaining student ကျန်တဲ့ကျောင်းသားတစ်ယောက်ကကန်စစ်ထိုင်နိုင်တယ် in anisi ဘယ်ခုံပါမစိုးထိုင်နိုင်အဲ့တော့ဒီမှာလည်းတူကြတော့ခုံဘယ်နှလုံးပြန်လိုက်တယ်ဆရာ ငါးလုံးခုနှလုံးကြံနေဟာလားခုခုနှလုံးဒီကခုနှလုံးပေါ့ဟာလားအဲ့ခုနှလုံးကကြံတဲ့ចောင်းသားတယောက်ကဘဲကုန်းမှာမဆိုရင်ကန်စစ်အန်ဒီစစ်ဘဲကုန်းမှာမဆိုရင်ခိုင်းတယ်ရှိတဲ့ခုံကဘယ်လိုလဲဆိုရင်ခုနှလုံးကြံတဲ့ចောင်းသားဘယ်နေရာလဲဆိုရင်ဒီကဒီကောင်ကကေစ1ဒီကောင်ကကေစ2ဒီကောင်ကကေစ3အဲ့တော့အဲ့ဒီကောင်လေးတစ်ခုချင်းစီရှာပြီးသွားလို့ရှိရင်ဆရာတို့က in how many way တဲ့ နီလန်ဘလောက်များများလေကန်းတဲ့ student စစ်တပ်ចောင်းသားတွေဟာနီလန်ဘလောက်များများနဲ့ထိုင်နိုင်တယ်အဲ့တော့နောက်ဆုံးအဖြစ် total number တော့ဝေးကူလို့ရှိတော့ပေါင်းမလားပျောက်မလားဆိုလို့ရှိရင် classroom စာသင်ခန်းတစ်ခန်းထဲမှာចောင်းသား10ယောက်ရှိတာចောင်းသား10ယောက်စလုံးရှိမှာစာသင်ခန်းတစ်ခန်းပြည့်ပြည့်စုံပါဟုတ်လားမင်းကစာသင်ခန်းတစ်ခန်းထဲမှာចောင်းသား10ယောက်ရှိတယ်10ယောက်စလုံး ရှိနေမှာပါပဲဆိုရင်စာသင်ခန်းတကန်းဆိုတာပြီးခဲ့ကြုံပါဟုတ်လားနော်မြေအောင်ဟိုကတော့စာသင်ခန်းရဲ့ဘောမှာတော့ဝယ်တခါပဲရှိကျောင်းသားရဲ့ဆရာအောင်ဆိုဒီတကန်းတော့ကျောင်းသားဆရာအောင်သလုံးဒီကောင်လေးရှိနေရတယ်ဒီကောင်လေးရှိနေရတယ်ဒီကောင်လေးရှိနေရရှင်းမှထိုင်တဲ့ကျောင်းသားရှိနေနောက်မှထိုင်တဲ့ကျောင်းသားလည်းရှိနေတယောက်သေးကောင်လေးရှိနေရအကုန်လုံးရှိနေမှာဖြစ်တယ်ဆိုတော့ multiplication principle တော့ဒါဒီ shape principle တော့ multiplication principle တော့အကုန်လုံးရှိမှာဖြစ်လို့ရှိရင် multiplication principle ွက်ပါနော်အဲ့တော့ဆရာတို့က K1 အတွက်ရှာမယ် K2 အတွက်ရှာမယ် K3 အတွက်ရှာပြီးတော့နောက်ဆုံး total number တော့ပြီးပါဆရာတို့ multiplication principle ကိုဘောပါတော့အဲ့တော့ဆရာတို့ရှိတာတွေရှိတာတွေပြီးတော့ဒီမှာ AP5 ကိုဆရာတို့စာလေးထုတ်ပေးမယ်နော် number တော့ number တော့ဝင်တော့ဒီလမ်းရင်တပြည့်တွေပေါ့ကွာ for အဲ့ဒီဖက်ကစ်တော်အောင်ဆရာတို့ဒီလိုက်ရမှာကွာအဲ့ဆိုတော့ငါပါလိမ့်မယ်အဲ့ C ဟိုက်ကဟာအဲ့ဒီကနေဘယ်ယောက်ဒီပါတိတ်ကန်ဟာဖတ်စတူဒန့်ပေါ့ဟာစတူဒန့်ဟုတ်တော့ဖတ်စတူဒန့်အချိန်မှာ900 add a da add a A，哪边没走？A，B，三。A 在上面，哪路一没？A，seven，C，五。五，哪路哈？我我不过 A 比 B 先走，你麻烦你再比一比呢？H，B，三。H，零，C，零。幺零零，快点走。超酷，超酷。 ်တုံညာချောင်းကိုနေတုံညာနောက်တစ်ခုနာမတော့နာမအော်နာမတော့ဝေးဒီလမ်းရေအတွက်ဖော်ရှစ်ခုပဲ AC AC အဲ့ရှစ်ခုကဘလောက်ကျောင်းသားကနေရလဲ for student အဲ့ဒီတိုင်းအချင်းပါ ဲ့တော့ဗာပြပြလို့ဆိုလို့ရှိရင် a b 4ဟုတ် equal to 6ကနေစတယ်နေလို့ရမယ်6ကို6 equal 6ကို6က4 hb 4ဒီ6ရှိတုံးရဒီ6ရှိတုံးရနောက်ခုရမယ်နံပါတ်တော့နံပါတ်တော့ဝေး 好，再有，那时教咱做干 a c 有一个数，它八十五、seven C，好，三边 C，再讲，万数呢？万 t 呢？好比，二点三，二点三。Is problem seven B one。Okay. 7B ွားတော့ဗာပြဲ7ပေါ့အဲ့တော့နောက်ဆုံးမှရေးတော့မယ်ဒဲဒူတဲနံပါတ်တော့ဝေးဟုတ်တယ်နော်ဘဲဒူတဲနံပါတ်တော့ဝေးအဲ့တော့ဘဲ require ဒူတဲနံပါတ်တော့ဝေးဒီဘက်တဲအစီအတွက်ဒီလားဒီလားအစီအတွက်ရပါပါရတူကနမ်မာတော့ မ်းပါတော့ဟုတ်ပြီအဲ့တော့ဆရာတို့မလုပ်လဲဆိုတော့အတားတဒန်းလေးပဲရှိရင်ကျောင်းသားဆရာကြီးအဲ့ဖြစ်နေတဲ့ case 1 case 2 case 3လောက်ပါတယ်ကျောင်းသားတွေအကုန်လုံးဖြစ်ပါဖြစ်ရမယ်ဖြစ်တဲ့အတွက်ကြောင့်ဆရာတို့မလုပ်ပြရမယ်ဆိုရင်ပျောက်ပြီနော် HP5 ရဲ့ HP5 HP4 HP four seven. Seven B Seven B one. I don't want. How do you eat that one? Chao ko ni tong ya in lu. Di chao shi tong ya in Seven. Say it again, no? Chao lai mei. Chi tong ya Seven. Kung po tong ya, ni kung ne ya. Kung po tong ya, ni ဖို့ကိုတုံညာနှစ်ခုနေဖို့ကိုတုံညာနှစ်နေဖို့နေရနားလဲလားနားလဲပါနားလဲမယ်ဆိုရင်ဆရာတို့5.2ကအစားအစာကြတော့ပုံပိုင်း5.2အပိုင်းမှာ exam exam ပဲနှစ်ပုတ်ကျန်တယ်เนาะဒါဆက်တယ်တွဲက there are two bus ဘာစကားမနဲ့သိရှိရဲ့ဆိုရင်နှစ်စီးရှိ who has five and four ဘေးကန်ဒဇီးစီပါဆိုလို့ရှိရင်ဒဇီးကနေရာလို့ဘေးကန်စီဆိုတာနေရာလို့တဲ့ခုံပါလို့ရှိပြီးတော့နောက်ဒဇီးရဆိုလို့ရှိရင်ခုံလို့လေးခုလေးခုရှိတယ်နော်ဝတ်စမတ်ဒီဘီရဲ့ဒီဘီရှိတာအားနဲ့ပြီးတော့4 people at it bus stop ဘတ်စကားမှာကဒူးလေးယောက်ရှိကားနဲ့စီးရှိတယ်ပထမကားကခုံလို့၅ခုဒုတိယကားက ုံလုံး၄လောက်ရှိဘတ်စကားမဲ့တိုင်မှာကျတော့လူ၄ယောက် in how many way ဒီလမ်းဘလောက် can all this be အဲ့ဒီလူအလုံးလူ၄ယောက်စလုံး be seated ထိုင်နိုင်ဖို့အတွက်ဒီလမ်းဘလောက် for either of the bus ကားတစ်စီးစီးမှာပဲခံရပထမကားမှာစီးရင်စီးမစီးရင်ဒုတိယကားမှာစီးလူစီးရင်တော့လူ၄ယောက်စလုံးပါတည်တယ်ဆိုရင်စီးရမှာ အိုက်သားပါနေပြီဆိုတဲ့တွေ့ကြောက်ဘူးဆရာတို့ရွေးချယ်ထားပြီရွေးချယ်ထားပြီပြီဆိုတဲ့တွေ့ကြောက်ဘူးเนาะဆရာတို့ counting principle ကိုသုံးတဲ့အခါမှာ addition ကိုသုံးလား multiplication ကိုသုံးလား addition ကိုပဲသုံးတော့မှာနောက်တော့ဘုသိကြအောင် but not but တစ်စီးသလုံးမပြအောင်ဟုတ်เนาะဘာစကားလည်းသိရှိတယ်ဒစီယခုံးလို့၅ခုရှိတယ်ဒုတိယဒစီယခုံးလို့၄ခုရှိတယ်ကာမတ္တပါလူ၄ယောက်ရှိတယ်အဲ့လူ၄ယောက်စလုံးက ကားတစ်စီးစီးပါ၄ရောက်စလုံးစီးရเนาะဘတ်တော့ပေါ့တစ်စီးစလုံးပါအဲ့တော့ကျွန်တော်တို့ case 1ကအဲ့မှာကားတစ်စီးတက်တုံး case 2ကဒုတိယကားစီးတက်တုံး total number တော့ဝေးလို့လိုချင်လို့ရှိရင်တစ်ခုပုတ်တစ်ခုပုတ်ပေါင်းလိုက်တော့အဲ့တော့ပထမကားမှာရှိတဲ့ခုံလုပ်ကိုလက်မယ်ကွာ the fact ကား the fact ကားမှာသူရှိ test 二十七万人，发肥甘。行，他妈干的，假如比十万转下来着，两把刀喂，两把刀喂，一两一段的，八段嘞，发发干。好点了，发发干。阿木，发干没后面，发肥甘行。 khô luôn ngõ cục Vì cơ Vì cơ xí Vì cơ Ai mà sẽ ủ lên mẹ Khó bì bè Khó bì bè lùi ạ Hãy đi Đại Cả Hãy đi đại is Five before Five Yes, cái lông kia đẹp bây giờ nữa Sinh ra đấy cũng vào dụng đoàn này rồi Five, Five. Five. Five five B four five B four twenty five next time we lose it man five four three two ไอ้ก่อนจะเราฟาลุกได้ไหมสิยาวเลยก็ว่าที่ได้ไม่ทำอะไรก่อนฮาร์เลย์เนสเซ่เนสเซ่ตู้ดีเช่าเซ่เช่าเซ่เนลี่เซียเนสเซ่ฮะเกสวันเกสตัวเดสเซกันก้าบ่เดสเซกันก้า ဒီစကန်ကမှကြာတော့ has ထိုင်ကုန်လုလုကဘယ်နဲ့ပုံမရှိတော့လဲဆိုရင်လေးကုန်ပဲရှိတာဟောဘီကန်စီအဲ့တွေ့နာမတော့ဝီနာမတော့ဝီ for ဘာတွေ့လဲဆိုရင် for for vegan tea four finger four finger finger four people four people the Ai? bar real Yes, I don't know. Four. Four people. Four people. ဖော်မြူလာလေးမှတ်ပြအောင်လို့ထည့်ရလိုက်အောင်မယ် MPN ဆိုလို့ရှိရင် and factorial 4 4 4 factorial 4 3 3 2 1ဒီတော့စနေစနေတိုင်း24 24ဆိုတော့ကဲနော်အဲ့တော့ the require to the number တော့ we <laughs> và quay chủ đề là ba rồng gì là ba rồng gì bắn nó bộ khu vực hai ta họ vận khu vực người vừa chọn vị trí nào người ta chọn một chuyện lúc đó đi quên five four là four four quên one twenty là twenty four quên ဝါဖောဖောကြောက်နော်နောက်ဆုံးတစ်ခုပဲပြန် how many way ဒီလမ်းလောက်လေ can sit different book မတူညီတဲ့စာအုပ်6မျိုးကို be read စီစဉ်ပေးရမယ်လမ်းဟာဘလောက်လဲအမောင်ရတိုင်းဟိုလေရှက်ရှက်ဆိုစစ်စစ်အရှိတခုပေါ်မှာကျတော့စာအုပ်6အုပ်ကိုစီပြီးတော့ ခါနိုင်မယ်လူလန်းကဘယ်လောက်လဲ if အဲ့ဒီမှာ while the boat စောင်းတွေလေးမှာတအုပ်ကတော့ is a dictionary ဆိုတဲ့စောင်းတွေစောင်းစောင်းစောင်းချောက်ရှိတယ်အဲ့ဒီမှာတအုပ်က dictionary ဖြစ်တယ်ဟန်ပြီးတော့အဲ့ကောင်မှာ is web b at 1 at အစိုးတစ်ဖက်စီကရှိရအစိုးတစ်ဖက်မှာရှိရဆရာတို့စောင်းစင်ရှိရပါစောင်းစင်ဟာ လောင်းလမ်းရှက်စောက်စောက်စောက်ဘယ်နဲ့ထောက်လဲဘယ်လို6ထောက်စောက်ထောက်တာတော့စောက်6ထောက်ထောက်တာပဲကွာ1 2 3 4 5 6ထောက်တော့6ထောက်တော့အဲ့6ထဲမှာတအုပ်ကဘာဖြစ်နေလဲဆိုလို့ဆိုရင် dictionary စောက်ဖြစ်အဲ့ dictionary စောက်ကို it must be at 1 at အဆုံးတစ်ဖက်စီမှာဒါကဲစောက်စစ်ပါအဆုံးကဘယ်နှဖက်ရှိလဲ နှစ်ဖက်ရှိတယ်ဒီ dog first ပေါ့ဒီဘောပါလဲဆိုရင်စစ်ပေါ့ဒီဘက်ဆိုမှထားရင်ထားမယ်ထားနိုင်တယ်လို့ဒီဘက်ဆိုမှဟောပါဖြစ်တယ်ထားနိုင်ထားနိုင်ဒါဆို case ကဘယ်နှခုဖြစ်နှစ်ခုနှစ်ခုဖြစ်เนาะကဲအဲ့တော့ပထမ case ကစာအုပ်စင်ကို dictionary ကိုစာအုပ်စင်ရဲ့ဒီဘက်ဆိုမှထားမယ်ဒုတိယ case က dictionary ကိုစာအုပ်စင်ရဲ့ဒီဘက်ချမ်းပါ မလုပ်လိုက်ဘူးလေဟုတ်ပထမအကိမှာကျတော့ဒီ dictionary စာအုပ်ကိုဒီဘက်မှာဒီဘက်ဆိုမှာအသေးထားလိုက်ပြီဆိုလို့ရှိရင်တော့ fit အသေးဖြစ်သွားတယ်ကျတော့ဒီဘက်မှာဘယ်နှခုရှိ၅ခု၅ခု၅ခုတည်းရနေပြီတော့၅ခုပဲပါလို့အောင်လဲဆိုရွေးချယ်ရတော့ပေါ့လားမဟုတ်ပါဘူးနော်နောက်တော့နောက်တော့အဲ့တော့ case 2မှာတော့စာ dictionary စာအုပ်ကိုဒီဘက်ဆိုမှာထားလိုက်ရဆိုလို့ရှိရင်ကျတော့ဒီဘက်မှာ အသေးထားလိုက်ပဲဒီဘက်မှာမတက်ဘူးရှိမှာကိုမှာကိုအဲ့တော့ကျွန်တော်စောင်းစီမှာဒီဘက်မှာထားမယ်ဒီဘက်မှာထားရဲဆိုပြီးတော့ထားလို့မရအောင်တော့ဒီဘက်ကိုထားချင်ထားဒါမှမဟုတ်လို့ရှိရင်ဒီကပထမနေရာမှာထားရတာဒါမှမဟုတ်လို့ရှိရင်ကို့အဆိုပဲ6ရောက်ရောက်နေရာမှာထားရတာပေါ့တစ်ခုမဟုတ်တစ်ခုပါလို့ရမယ်ဆိုရင်ရွေးချင်တာအဲ့တော့ဥပဒေရှင်ဆရာတို့ကဒီရှင်းရီစာအုပ်ထားဖို့အတွက်ဇာတ်လစာလေးပါလို့ပြင်နေ 집. The dictionary. Dictionary 고 update 它 must be fit. 那他妈 guess 完嘛，别吧，对他们。베니아래 베니아리마 디타메스 आते हैं फर्स्ट फर्स्ट उन्हें लिया है फर्स्ट मार था है ना नामा मुलुशी सोच पे पर माहू तो लिया मार था है ना नामा मुलुशी ना सोच जाओ सिट ना पर माहू तो सोच मार था है ना नामा मुलुशी ชอบเยอะสมองก็เป็นสิ่งที่ใช่ค่ะค่ะแล้วชอบเยอะ ရိမစီစီလိုက် rate the r i a t m p n ရိမမှာလို့လည်းအဲ့တော့ရေးဆရာက case ကနေကြည့်နေပဲ first case first နေရာမှာ dictionary ထားပါ case 1စစ်နေရာမှာ dictionary ထားပါ case 2ဟုတ်အဲ့တော့စစ်နေရာမှာဆရာတို့မလုပ်လည်းစီ first နေရာမှာ dictionary ကိုထားလိုက်ဒါ dictionary ဒက်ရှင်နယ်ယူကိုအင်းတယ်ဘယ်မှာထားရမလဲဆိုရင် first ဒီနေရာရေးလိုက်တော့ position ပထမနေရာမှာထားလိုက်လို့ဖြစ်တယ်။ဒါနံပါတ်တော့ way ဒါနံပါတ်တော့ way ဒီရှင်နယ်ယူပထမဆိုနေရာမှာအသေးထားလိုက်ပြီဆိုလို့ရှိရင်ဒါနံပါတ်တော့ star ဥက္ကရှိရာ6 dictionary you ate ထားလိုက်ပြီဆိုတော့ဘယ်တော့ပဲကျွန်တော် five book five book အောက်ပဲအဲ့ဒီတွေကနေပြီးတော့ take up take up five five book ပေါ့ဟုတ်တယ်နော် five book editor editor is <laughs> အဲ့ဒီကကျတော့ five five b b five good ပို့ပြီးတော့တိတာသင်ချားတော့ dictionary လေးပြောက်သွားမှသူဒီနေရာမှာ dictionary တအုပ်ကိုဆရာရေးလိုက်တယ်တအုပ်ကိုဘာလို့လဲလက်ပြီးတော့မှဆရာတို့ 5b5 ကိုဘာလို့လဲလို့ပြောတာ 5b5 equal to 1 equal to 5b5 ဆိုတော့5 factor ရဲ့ပြီးတော့5 4 4 equal to 1 1 valley 20 20 36တယ်ဘာဖြစ်လဲ

ีตใจถ้าดีใจแอดีใจแอดีใจ This part ที่เราดูสิ Five B five 有什么 Five B five 对你看一下 Five B five 稍这些年里稍微稍微的那间隔嘛，是不是啊？你把把一两就对了，都是啊，太漂亮了。还有，你刚刚 five four three two one one。 equal to 120ဟုတ်ပြီအဲ့တော့ဇာတို့နောက်ဆုံးပိုင်း total number တော့ဝေးကိုလာတော့တယ် total number တော့ဝေးကိုလာတဲ့အခါမှာ multiplication ကိုသုံးလား division ကိုသုံးလားဆိုတာသိတော့ဒီဘက်ဆိုမှာရှိတယ်ဆိုလို့ရှိရင်ဒီဘက်ရှိနေတော့ဗောဟုတ်တယ်ဗျာဒါမှမဟုတ်လို့ရှိရင်ညာဘက်ဆို600မြောက်မှာရှိတယ်ပဲဆိုရင်ဒီအပေါ်မှာရှိနေတော့ဗောဒါကြောင့်မလို့ first or sixth ဆိုတဲ့အတွက်ကြောင့်တဒန်းမဟုတ် တစ်ခုမဟုတ်တစ်ခုကိုရွေးချယ်ရတယ်ဒါကြောင့်မို့ကျတော့ဘာလို့သုံးတယ်ဆိုရင် addition principle ကိုသုံးပြီးတော့အဲ့နှစ်ခုကိုကျတော့ပေါင်းပေးလိုက်အဲ့တော့ the require to the number of we to the number of we